မင်းအောင်လိုင်းအပါအဝင်ဒီမာဖီးယားစစ်အုပ်စုကိုကျွန်တော်တို့စုံစမ်းစစ်ဆေးပိုင်ခွင့်တရားစွဲပိုင်ခွင့်ဘယ်လိုမျိုးအခွင့်အရေးတွေဘယ်လိုမျိုးဥပဒေတွေကျွန်တော်တို့ကာကွယ်မှုတွေပေးထားလဲကျွန်တော်တိကျနေဗျာကျွန်တော်လည်းဖမ်းနေတယ်မင်းအောင်လိုင်းကိုကျွန်တော်လည်းတရားစွဲခြင်းနေမင်းအောင်လိုင်းနဲ့သူ့မိသားစုပိုင်ဆိုင်ကြွယ်ဝချမ်းသာနေတဲ့ငွေကြေးတွေဟာ တလသိန်းတရာဆိုတာတို့ချီးကုန်းတော့တို့တရချီးကုန်းတဲ့ပတ်စံတော်မရှိဘူးဟုတ်တယ်မလားအဲ့တော့အဲ့လောက်ပိုင်ဆိုင်နေတဲ့ဟာတွေဘာကြောင့်အဲ့လောက်အထိပိုင်ဆိုင်နေရလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ challenging လုပ်လို့ရ question ထုတ်လို့ရလားထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကတို့ကိုအဲ့လိုမျိုး challenge လုပ်တဲ့လုပ်ဖို့အတွက် question ထုတ်ဖို့အတွက်ကိုကျွန်တော်တို့ပြည်သူလူထုမှာဘာအခွင့်အရေးတွေရှိလဲ ကျွန်တော်တို့ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုဘလို့တရားဥပဒေနဲ့ကာကွယ်ပေးထားလဲနိုင်ငံမှာတာဝန်ရှိတဲ့လူတွေနိုင်ငံရဲ့ဝန်ထမ်းတွေဟုတ်လားသူတို့ရတဲ့လစာနဲ့မတမ်းမရာကြီးပွားချမ်းသာနေကြတဲ့ဟာကို ကျွန်တော်တို့ပြည်သူလူထုတွေကဘလို့အခွင့်အရေးမျိုးဘလို့ဘလို့တရားဥပဒေမျိုးဘလို့တရားဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှုမျိုးအာမခံမှုမျိုးနဲ့မင်းအောင်လိုင်းအပါအဝင်ဒီမာဖီးယားစစ်အုပ်စုကို ျွန်တော်တို့စုံစမ်းစစ်ဆေးပိုင်ခွင့်တရားစွဲပိုင်ခွင့်ဘလို့မျိုးအခွင့်အရေးတွေဘလို့မျိုးဥပဒေရကျွန်တော်တို့ကာကွယ်မှုတွေပေးတာလဲကျွန်တော်တိကျင်တယ်ဗျာကျွန်တော်လဲဖမ်းတင်တယ်မရောက်နိုင်အောင်ကျွန်တော်လဲတရားစွဲခြင်းတယ်မရောက်နိုင်ပါဝင်ဒီမာဖီးယားစစ်အုပ်စုတစုလုံးရဲ့ဟုတ်လားဘိုလ်ချုပ်တွေရဲ့ပိုင်ဆိုင်မှုတွေနော်ဒါတို့ကျူးလွန်တဲ့ယာစွေးမှုတွေဟိုစစ်ယာစွေးမှုတွေဟိုယာစွေးမှုတွေနော်ဒီယာစွေးမှုတွေကိုမပြောသေးဘူးနော် ဒါတွေကိုပဲကျွန်တော်တရားစွဲတင်တယ်ဗျာဘလို့ဥပဒေမျိုးနဲ့ဘလို့အခွင့်အရေးမျိုးနဲ့ကျွန်တော်ဒီလူတွေကိုတရားစွဲလို့ရမလဲအဲ့အဲ့ဒါနည်းနည်းတော့နော်ကျွန်တော်တို့ကဟိုဒေါ်တတ်ကန်အခုရွေးကောက်ပွဲကိုဝင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမေးခွန်းလေးကိုကျွန်တော်ဒေါ်တတ်ကန်ကိုပဲဒီကနေပြီးတော့မေးကြည့်တယ်ဗျာဟမ်အနောက်ပြီးတော့ဒေါ်တတ်ကန်တိုင်းပြည်ဖွံ့ဖြိုးတည်ဆောက်ရေးဟုတ်လားအတင်းကဒါတွေဟိုဟာတွေညာတွေပြောကြတယ်ဗောအခုဒေါ်လဲစုကြည်ကိုလည်းအချင်းပြတ်ခြားစားလို့ဟိုနေ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနာဂတ် သွားမဲ့ဒီမိုကရေစီနိုင်ငံဒီမိုကရေစီနော်လမ်းကြောင်းမှာဟလာအခု2008ကနာပြောနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေရပဲကျွန်တော်ရဲ့ပြည်သူတယောက်ရဲ့စန္ဒနော်ကျွန်တော်လိုမျိုးပဲအခြားပြည်သူတွေမှာလည်းဒီစန္ဒတွေရှိတယ်နော်ခင်ဗျားတို့အခုလွတ်တော်တွေကိုဝင်မယ်လွတ်တော်ကိုယ်စားလှယ်တွေပေါ့နော်လွတ်တော်ကိုယ်စားလှယ်တွေခင်ဗျားတို့ပါတီတွေအနိုင်ရပြီးွားလို့ရှိရင်ဝင်ကြီးတွေတမရတွေဟိုဟာတွေဒီဟာတွေခင်ဗျားတို့ရေလောက်ကြမယ် ဟုတ်တယ်ဗလားအဲ့တော့ခင်ဗျားတို့ရေးကောက်ပွဲမဝင်ခင်မှာလွတ်တော်အမှန်မဖြစ်ခင်မှာနော် ကျွန်တော်တို့ပြည်သူတွေကခင်ဗျားတို့တီစဲရှိစဲပိုင်ဆိုင်ထားတဲ့ငွေကြေးစီးပွားရေးလုပ်ငန်းဒါတွေကိုအကုန်လုံးကျွန်တော်တို့သိကျင်နေဗျာတိုင်းပြည်ကိုခင်ဗျားတို့အခွန်တွေဘလောက်ဆောင်ထားလဲဘလို့ဆောင်ထားလဲခင်ဗျားတို့စီးပွားရေးလုပ်ငန်းတွေဘလောက်ပိုင်ဆိုင်လဲဘာတွေရှိလဲဆိုတော့ခင်ဗျားတို့ register လုပ် register လုပ်ရမယ်မှတ်ပုံတင်ရမယ်မှတ်ပုံတင်ရမယ်ဟွန်း မဲလို့လွတ်တော်ကိုယ်စလဲတွေရောတမရလုံးမဲ့လူတွေရောဝင်းကြီးချုပ်လုံးမဲ့လူတွေရောနော်အကုန်လုံးခင်ဗျားတို့မပုံတင်ရမယ်ခင်ဗျားတို့မဝင်ခင်မှာရွေးကောက်ပွဲမဝင်ခင်မှာဟုတ်လားကဲရွေးကောက်ပွဲဝင်ပြီတာဝန်တွေရပြီခင်ဗျားတို့တာဝန်ကနေပြီးတော့ဟုတ်လားဟိုခင်ဗျားတို့နောက်ထပ်တစ်ခါမဲမရလို့ပဲဖြစ်စေဘာကြောင့်မျိုးရဖြစ်စေပေါ့ဗျာတာဝန်ကနေခင်ဗျားတို့အနားယူသွားတာပဲဖြစ်စေခင်ဗျားတို့တာဝန်ပြီးစီးသွားတာပဲဖြစ်စေခင်ဗျားတို့ပြန်ထွက်သွားတဲ့အချိန်မှာလေခင်ဗျားတို့ ထွက်တဲ့အချိန်မှာရှိတဲ့ပိုင်းဆိုင်မှုတွေဟုတ်လားချမ်းသာကြွယ်ဝမှုတွေအကုန်လုံးကိုခနာတို့ register လုပ်ပြည်သူလူနည်းကိုခနာတို့လွှတ်တော်ဗောဗျာပြရမယ်မဝင်ငွေမှာလည်းပြရမယ်ထွက်တဲ့အချိန်မှာလည်းပြရမယ်အဲ့တော့ခနာတို့မဝင်ငွေမှာသိန်း100ရှိတယ်ဆိုလို့ရှိရင်ခနာတို့ထွက်သွားတဲ့အချိန်မှာသိန်း1000ဖြစ်နေလို့ရှိလို့ရှိရင်အဲ့သိန်း1000ကိုကျွန်တော်ပြည်သူလူထုအနေနဲ့ မတို့စုံစမ်းစစ်ဆေးခြင်းနဲ့ဗျာဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးခြင်းနဲ့တရားဥပဒေရခင်ဗျားဝင်လာတဲ့အချိန်မှာတိမ့်တရားနဲ့ထွက်သွားတဲ့အချိန်မှာတိမ့်တထောင်ဖြစ်သွားတယ်ဒီတထိုင်တိမ့်တထောင်ကဘယ်စီးပွားရေးလုပ်ငန်းဘလို့ပုံစံမျိုးနဲ့ဘာဖြစ်လို့ဘလို့ဟိုနည်းမျိုးနဲ့ဒီ3တိမ့်900ပို့ပြီးတော့ခင်ဗျားအဲ့အချိန်မှာရှိနေတာလေဒါလေးကျွန်တော်တို့သိကြတယ်ခင်ဗျားတို့တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတွေရဲ့ဟုတ်လားကိုပိုင်ငွေချေးတုံးဆွဲမှုတွေကိုပိုင် ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ သိခြင်းနဲ့မြင်ခြင်းနဲ့ထိန်းချုပ်ခြင်းနဲ့ထိန်းချုပ်ခြင်းနဲ့ဟုတ်လားအဲ့လိုဥပဒေမျိုးတွေကိုလွတ်တော်ထဲမှာတင်သွင်းဖို့ရှိလားဒေါ်သက်သက်ခါလွတ်တော်ထဲမှာအဲ့လိုဥပဒေမျိုးတွေတင်သွင်းတင်တင်သွင်းဖို့ရှိလားအဲ့ဒီဥပဒေကအရေးကြီးဆုံးပဲနော်အဲ့တော့ခင်ဗျားတို့ဒီနိုင်ငံရေးသမားတွေမဟုတ်ဘူးတိုင်းပြည်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲချုပ်တွေခင်ဗျားတို့ရဲဘူးအစ်စ်ကနေအထက် ဟုတ်လားစစ်သားဆိုလို့ရှိလို့ရှိရင်လေဗိုလ်ကြီးအစင်းကနေအထက်ဟမ်တိုင်းပြည်မှာဘယ်ကောင်းမှဘယ်နိုင်ငံရဲ့ဒီ institution ဒီဒီ bureaucrat ရန်ရတခုလုံးမှာပါနေတဲ့နော်ဒီအရာရှိတွေရဲ့ပိုင်ဆိုင်မှုတွေလုပ်ငန်းတွေအကောင်လုံးကို register လုပ်မှတ်ပုံတင်ရမယ်တိကျအဲ့လိုမျိုးလွတ်တော်များကျွန်တော်တို့အဲ့လိုဥပဒေမျိုးတွေလုပ်လုပ်မှလားလုပ်မှလား ဒီဥပဒေတွေတင်သွင်းနိုင်မယ်လို့အာမခံနိုင်လားနောက်တစ်ခါတိုင်းပြည်မှာဒီလိုမျိုးဟလာအရွေးကောက်ပွဲမဲမတန်ပါပါဘူးမဲခိုးပါတယ်ဟွန်းင်းဖြစ်ပါတယ်ဒါမျိုးတွေပြဿနာတွေဖြစ်လာလို့ရှိလို့ရှိရင် နောက်တစ်ခါစစ်တပ်ကနေပြီးတော့စစ်တပ်ကမှတွေမဟုတ်ဘဲလက်နက်ကင်အဖွဲ့အစည်းကမှအာနာတိန်လို့မရတဲ့ဥပဒေမျိုးကိုခင်ဗျားတို့ပါတီကတင်သွင်းတင်သွင်းဖို့ရှိလား ောက်တကဘယ်လက်နက်ကင်အဖွဲ့စည်းရမှဘလို့အကြောင်းပြချက်မျိုးနဲ့မှ တိုင်းပြည်ရဲ့အာဏာကိုအခုမာဖီးယားမင်းအောင်လိုင်တိမ့်တယ်လို့တိမ့်ဟုတ်လားနေဝင်းတိမ့်တယ်လို့တိမ့်စောမောင်တန်းရွှေတိမ့်တယ်လို့တိမ့်ပြီးတော့တိုင်းပြည်ကိုအခုလိုမျိုးအခြေအနေဆိုးတွေမဖြစ်ဖို့အတွက်ကိုကန့်တတ်တဲ့ဥပဒေဒီစစ်တပ်ရဲ့အာဏာကိုကန့်တတ်တဲ့ဥပဒေတင်သွင်းဖို့ရှိလား တင်သွင်းမှုရှိလဲမဟုတ်ပါဘူးခနာဟိုဒေါန်ဆန်းစုကြည်ကိုခနာဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဆိုလို့ခနာဖင်ခနာရဲ့ဖင်ပေါင်းနဲ့ပြောလိုက်တယ်ခနာနားမလို့လေခနာနိုရေးချောင်းစုတ်ထားတယ်ဘာဘာလိုင်းရဲ့နိုရေးချောင်းစုတ်ထားတဲ့ဗဇက်ကြီးနဲ့မတန်မရပြောလို့နော်တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းအကျဉ်းသားတွေဟိုမရှိဘူးဆိုတဲ့အခါကျတော့နော်အဲ့တော့ ဲ့တော့ဒီလိုမျိုးတိုင်းပြည်မှာအရေးကြီးဒါကပြည်သူလူထုရဲ့နိုင်ငံရေးခင်ဗျားပြောနေတယ်လေဒီမိုကရေစီကိုသွားကြည့်ရွေးကောက်ပွဲကိုဝင်ရမယ်ဟုတ်တယ်မှန်တယ်လက်ခံတယ်ဒီမိုကရေစီကိုသွားကြည့်ရွေးကောက်ပွဲကိုဝင်ရမယ်ဆိုတာကိုလူတိုင်းနားလဲတယ်ဒီမိုကရေစီရဲ့အခြေခံဆိုရွေးကောက်ပွဲဆိုတာလူတိုင်းနားလဲတယ်နော်အကုန်လုံးဟိုဆရာကြီးလောက်ပြီးတော့လာပြီးတော့ပြောဘူးကမှလိုက်ပြီးတော့ရှင်းပြနေကြမလို့နိုင်ငံရေးလောကသားဒီမိုကရေစီတိုက်ပွဲဝင်တဲ့သူတွေဒါတွေမှာဒါတွေကကာကြီးခခွေအစ်စင်ပဲရှိတယ်နော်ဒါပေမဲ့ရွေးကောက်ပွဲ ြစ်တည်လာမဲ့ဖြစ်တည်ပုံနဲ့ရေကောက်ပွဲရဲ့အခင်းချင်းနော်ကျွန်တော်တို့ပြောနေတာဒါကိုပြောနေတာခင်ဗျားတို့အခုလုံးမဲ့ရေကောက်ပွဲကခင်ဗျားအန်လေဒီလက်ထက်မှာရခဲ့တဲ့အခွင့်အရေးရဲ့ခင်ဗျားတိရဆိုင်တော့မရှိဘူးခင်ဗျားတို့အန်လေဒီလက်ထက်မှာပါတီလူများစုကြီးကဒီမိုကရေစီကခင်ဗျားတို့ကိုအနိုင်ချိနေပါတယ်ခင်ဗျားတို့မှအခွင့်အရေးတွေဆုံးရှုံးနေပါတယ်ဆိုအိုက်ထက်ကိုအခုက မာဗီယာဆီအောင်ဒီမင်းအောင်လည်းဆီအောင်စုရဲ့အောက်မှာအိုက်တက်ကိုအခွင့်အရေးတွေကဆုံးရှုံးနေတာ60ရာခိုင်နှုန်း69ရာခိုင်နှုန်းခင်ဗျားတို့ဆုံးရှုံးနေတာခင်ဗျားပါဆက်ကြီးကနေစစ်တပ်ကိုအတိုက်အခံမလုပ်ရဲဘူးဟမ်ခင်ဗျားပါဆက်ကြီးကနေပြီးတော့စစ်တပ်ကို challenge လုပ်တဲ့ question တွေမထုတ်ရဲဘူးငါငါပြောတော့ပူးပေါင်းဆောင်ရွက်တယ်လို့ပြောတယ်ပူးပေါင်းဆောင်ရွက်တာနဲ့အတိုက်အခံလုပ်တာနဲ့မတူဘူးလေဗျာဒီမိုကရေစီမှာဟုတ်တယ်မလား ။အဲ PhD ဆိုတာဘယ်မှာပတ်စံရှိလို့ရှိလို့ရှင်ပတ်စံပေးပြီးတော့ PhD ဘွဲယူလို့ရတာပဲ။ဘာကတ်လို့လဲ။ PhD တခုပဲ။အခုခေတ်ဆိုပေါ်တော်လဲသေးတယ် AI နဲ့ရေးခိုင်းလိုက်။စာရင်းတစား။ဟမ်ဟုတ်တယ်တော့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ပြောနေတဲ့ရွေးကောက်ရွေးကောက်ပွဲဆိုတာတော့ဗျာဟုတ်လားခင်ဗျားလည်းဒီ27ရာစုရဲ့ရွေးကောက်ပွဲမှာရှိတဲ့ဒီအင်္ဂါရက်တွေနဲ့ပဲဘယ်သူမှမစိုးသွားတင်တာပေါ့ဗျာ ဟုတ်လားဟိုနှစ်ပေါင်း300 400ကျော်ကလုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့အင်္ဂါရက်တော့မြန်မာနိုင်ငံမှာဒီနေ့ဒီအချိန်မှာဘယ်သူမှလာပြီးတော့မလုတ်ချင်ကြဘူးကြီးဗျာဟုတ်တယ်မလားဒါဟိုဒါကိုဆိုလိုပါပါမဟုတ်ပါဘူးခင်ဗျားတို့ကဒီရွေးကောက်ပွဲကြီးကို နော်ဟိုဝင်ရမှရွေးကောက်ပွဲကြီးကနေပြီးတော့မှဟိုဖြစ်ရမှဟုတ်လားဒီဒီမိုကရေစီကိုဟိုဖြစ်မဲ့ပုံစံမျိုးဖြစ်နေလို့နော်အဲ့တော့ဒီနေ့လာတဲ့ရွေးကောက်ပွဲရလဲရည်ရွယ်ချက်ကလည်းရှင်းရှင်းလေးပဲဟုတ်လားဒီမာဖီးယားဆဲအုပ်စုကနော် သူတို့သူတို့ရဲ့ဒီအာနာနဲ့သူတို့ရဲ့ status ကိုမစွတ်လို့ဖို့အတွက်အာနာကိုဟုတ်လားတင်းတင်းကြပ်ကြပ်စောက်ကင်နိုင်ဖို့ဆိုတဲ့ရွေချက်တစ်ခုတည်းနဲ့ကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲလေးဗျာ နော်သဘောထားပေါ့နော်အဲ့တော့အဲ့လိုရွေးကောက်ပွဲကိုကျင်းပပြီဆိုလို့ရှိရင်ခင်ဗျားမဲပေးခြင်းနဲ့လူပေးမယ်မပေးခြင်းနဲ့လူမပေးဘူးနော်အပြီးတဲ့အခါကျရင်ဒီရွေးကောက်ပွဲကြီးကဓာရီချုပ်ရင်းနေပါတယ်ဓာရီချုပ်ရင်းနေပါတယ်ဓာရီလိုအပ်နေပါတယ်ဆိုတဲ့ဟာတွေကိုဝေမပိုင်းချပြောဆိုထောက်ပြပိုင်ခွင့်နေရှိရမယ်လေဗျာလူလက်ဆော့မဲမဲဆယ်စီယုံပဲအမြတ်ကျွန်တော်အရင်တော့ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောတာဒါရီကပြောရင်ရှိရမယ်အဲ့တော့ဒီအင်္ဂါရက်တင်နဲ့ဘာမှမပြည့်စုံတဲ့ရွေးကောက်ပွဲကြီးကိုဟုတ်လားဒီ ်နှုတ်ရည်ကြောင့်ဆုတ်ဘဘလိုက်ဘဘလိုက်နှုတ်ရည်ကြောင့်ဆုတ်နေတဲ့ဒေါ်တက်တက်ခိုင်ငါးနှစ်အတွင်းမှာပြည်သူလူထုအတွက်လည်းဘာတစ်ခုမှမလုပ်ပေးခဲ့ဘူးနော်ဘာမှလည်းအတန်မထွက်ခဲ့ဘူးနော်ပါဇက်ကိုပိတ်လို့ပါဇက်ကိုပိတ်တိုက်တာကော်နက်ကတာနက်ကကကကူပိတ်တာဟင်ပါထားလေပြ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 ပါဒီရပါဒံထွက်လေဗျငါးနှစ်အတွင်းမှာဟမ်ဘာတွေလုတ်ခဲ့ပြည်သူလူထုအကျိုးအတွက်ဘာတွေလုတ်ခဲ့ဘာတွေဖြစ်ရှင်းတယ် ဟုတ်တယ်ဗလားအဲ့တော့ဗျာထားလိုက်ပါတော့ဒါဒီဥစ္စာတွေကမဖြစ်အဲ့တော့ဒီ तू ပြောခဲ့တဲ့ဒီမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဒေါင်လဲစုကြည့်ကိုအကျဉ်းပြခြားဆောင်မှုနဲ့ပတ်သက်လို့ငါ तू ကနော်ဒါဟိုထောင်ကြနေတာပါနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဆိုလို့ဒါကျွန်တော်က ပြန်ပြီးတော့ဆွေးနွေးကြည့်ရလူများတော့သိပါရဲ့ဗျာเนาะလူများတော့သိပါဒါပေမဲ့ဒီကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့အတိုင်းဒီတစ်ခုမှာဗျာเนาะဒီလိုနိုင်ငံခေါင်းဆောင်တယောက်ပါတီခေါင်းဆောင်တယောက်ပြည်သူလူထုရဲ့လေးစားချစ်ခင်နဲ့တန်ဖိုးထားတဲ့လူအများစုထောက်ခံတဲ့ခေါင်းဆောင်တယောက်ကိုချက်ကလေးနဲ့ကလေးဖမ်းလို့ဖမ်းလို့မရဘူးဗျာ ဒီမိုကရေစီလုံထုံးလုံနည်းတွေဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုံထုံးလုံနည်းတွေတရားဥပဒေဆိုင်ရာလုံထုံးလုံနည်းတွေတရားစီရင်ဆိုင်ရာလုံထုံးလုံနည်းတွေဟုတ်လားအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်လိုဟုတ်လားအဖွဲ့အစည်းမျိုးအဖွဲ့မျိုးတွေဓာရီနဲ့ဟုတ်လား legal process ကိုအသေးချာလုပ်ပြီးတော့မှနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးကနေပြီးတော့အပြစ်ရှိကြောင်းအထောက်အထားနဲ့တကွာတွေ့ရှိမှတာခင်ဗျားတို့ဒေါန်နန်းစုကြည်ကိုအကျင့်ပြတ်ခြားစားတယ်လို့ပြောလို့ရတယ်နော် အခုလိုမျိုးရွေးကောက်ပွဲမဲမတမာမှုဆိုတဲ့ခေါင်းစဉ်နဲ့အာဏာသိမ်းပြီးတော့မှကိုယ်ကလည်းကိုယ်တက်ချင်အောင်ပုံမဲ့ပုံတိပုံမဲ့တွေအမျိုးမရှိတဲ့အာရီရောရှိတဲ့အာရီရောတက်ပြီးတော့မှအတက်ပြီးတော့မှပဲဒေါင်းလန်းစုကြည်ကိုတရားစင်တရားရေးလမ်းချောင်းရသူ့မှာရာသင်ရာတိုက်တဲ့အခွင့်အရေးတွေကိုဘာတစ်ခုမှမပေးဘဲနဲ့နော်ထောင်ထဲထည့်လာတာကိုခင်ဗျားဖြင်းကြီးနေဗျာခင်ဗျားဒေါင်းလန်းစုကြည်ကိုခင်ဗျားတွားပြီးတော့ရှင်လေးရှင်နင်းဖြေအောင်မယ်ရှင်အောင်မယ်ဒါထားပါဟုတ်လားနိုင်ငံကြီးအဲ့တော့နောက်တဲ့ ကျွန်တော်တို့ကဒီဟိုနေ့နေ့မှာပြောတဲ့အခါမှာနောက်ထပ်ဟိုအောက်ကနေတက်ပြီးတော့ပြောတဲ့လူတွေကလည်းရှိသေးတယ်မြန်မာ နိုင်ငံမှာနိုင်ငံရေးထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးเนาะဟိုဥစားဟိုနေ့နေ့ပဲရှိတယ်ဗောဗျာဟိုအကျန်းဖက်သမားတွေပဲရှိတယ်ဗောเนาะကျန်းအကျန်းဖက်သမားတွေပဲရှိတယ်လို့သူတို့ကပြောကြတယ်เนาะအဲ့တော့ကျွန်တော်ကဒီမှာဆွေးနွေးနေတာကအဲ့တော့မြန်မာနိုင်ငံမှာထောင်ထဲတွေထဲမှာ ဟုတ်လားနိုင်ငံရေးအကျဉ်းသားမရှိဘူးအကျန့်ဖက်တမားတွေပဲရှိတယ်ဆိုတဲ့အခါကျတော့အဲ့ပြောတဲ့လူတွေကအကျန့်ဖက်တမားဆိုတာဘာလဲအကျန့်ဖက်ဝါဒဆိုတာဘာလဲဆိုတဲ့ဟာကိုသူတို့နားလဲရလားအဲ့ဒါလေးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်နေတယ်အဲ့တော့ကျွန်တော်တို့ဒီဟိုနိုင်ငံရေးတိတ်မဲ့ပညာဝေါ်ဟာဝေါ်ဟာရာတွေဟုတ်လားဒီအကျန့်ဖက်ဆိုတဲ့အတုံးတုံးเนาะဒီအကျန့်ဖက်ဝါဒဆိုတဲ့အတုံးတုံးတွေကိုဟို သူ့ရဲ့ institution တစ်ခုစီကနေပြီးတော့အတိတ်ပဲဖွင့်ဆိုတာတွေကိုမပြောတော့ဘူးပေါ့ဗျာနိုင်ငံရေးဒီတိတ်ပံဝေါ်ရာအနေနဲ့ပြောမယ်ဆိုလို့ရှိလို့ရှိရင် terrorism is the deliberate act of violence ဟုတ်လားအဲ့ဒါမှမဟုတ်လို့ရှိလို့ရှိရင်လေဒီလိုအကျန်းအကျန်းဖက်ဝါရာအကျန်းဖက်မှုအကျန်းဖက်ဝါရာအကျန်းဖက်မှုဆိုတာရည်ရွယ်ချက်ရှိရှိနဲ့စဉ်းစားမပြတ်နော်အကျန်းဖက်မှုတွေကို လှုပ်ဆောင်နေတယ်ဒါမှမဟုတ်လေအဲ့လိုအချမ်းဖတ်မှုတွေကိုလှုပ်ဆောင်ဖို့အတွက် threat of violence နော်အချမ်းဖတ်မှုတွေကိုလှုပ်ဆောင်ဖို့အတွက်ဟုတ်လားအဲ့ဒီအချမ်းဖတ်မှုတွေကိုအဲ့ဒီလိုလှုပ်ရခြင်းကလှုပ်တယ်ဆိုတဲ့နေရာကလည်းအများပြည်သူလူထုကြားမှာမဖြစ်လေကြောက်ရွံ့စိတ်တွေဖြစ်အောင်အတွက်ကိုလှုပ်တယ်အဲ့လှုပ်တဲ့နေရာမှာ နိုင်ငံရေးရှိရချက်ဟုတ်လားသူ့ရဲ့ဒီဝါရပေါ့ဗျာဝါရယုံကြည်ချက် နော်ဒါမှမဟုတ်လေသူနိုင်ငံရေးနဲ့ပတ်သက်တဲ့ယုံကြည်ချက်အယူဝါဒပိုင်းဆိုင်ရာယုံကြည်ချက်ဘာသာရေးနဲ့ပတ်သက်တဲ့လို့ပဲဖြစ်စေနည်းယုံကြည်ချက်လူမှုရေးတွေနဲ့ပတ်သက်လို့ပဲဖြစ်စေနော်ဒီလိုယုံကြည်ချက်သူ့ရဲ့ဒီ objective ရွေချက်တစ်ခုခုနဲ့အများပြည်သူ လူထုကိုကြောက်ရွံ့ဖို့အတွက်ဒါမှမဟုတ်လေကြောက်ရွံ့အောင်ချင်းချောက်တဲ့နော်ရွေချက်နဲ့အကြမ်းဖက်တဲ့အလုပ်တွေကိုလုပ်တာကို terrorist terrorism လို့ခေါ်တယ် နော်အဲ့တော့အဲ့ဒီ terrorist terrorism နဲ့ crime နဲ့မတူဘူးနော်ရိုးရိုးယာဇွေးတားတွေယာဇွေးမှုတွေနဲ့မတူဘူးယာဇွေးတားတွေယာဇွေးမှုတွေဆိုတာသူတို့ရဲ့လောဘကြောင့်သူတို့ရဲ့မကောင်းတဲ့အတွက်မေးနှင်းကြောင့်ဒါမှမဟုတ်လေသူတို့ရဲ့ဒေါသကြောင့်ဟုတ်လားနိုင်ငံရေးယူရချက်မပါဘူးလူမှုရေးယူရချက်မပါဘူးဘာသာရေးယူရချက်မပါဘူးအယူဝါဒယုံကြည်ရေးယူရချက်ဒါတွေမပါဘဲနဲ့သူတို့အနေနဲ့သူတို့ကျူးလွန်တဲ့ယာဇွေးမှုတွေ နော်သူတချို့ဓာတ်နဲ့ခုတ်တာပဲဖြစ်စေလမ်းမှာဝင်ပစ်တာပဲဖြစ်စေအမျိုးမျိုးပေါ့ဗျာအချမ်းဖက်မှုအမျိုးမျိုးရှိတယ်ဒါတွေမပါဘူးဒါပေမဲ့အခုကျွန်တော်တို့ပြောဆိုနေတဲ့အချမ်းဖက်တမအချမ်းဖက်ဝါရဆိုတာက နိုင်ငံရေးရွယ်ချက်တွေရှိကြတယ်နော်နိုင်ငံရေးရွယ်ချက်တွေရှိကြတယ်သူ့ရဲ့နိုင်ငံရေးယုံကြည်မှုတွေရှိကြတယ်နော်အဲ့တော့အဲ့ဒီအချမ်းဖက်မှာတော့မှပဲနှစ်မျိုးရှိတယ်ဟုတ်လားလက်ရှိအာဏာပိုင်တည်ဆဲအာဏာပိုင်တွေကိုဟုတ်လားအချမ်းဖက်တဲ့ violent နီလန်းနဲ့နော် သူတို့ရဲ့လူကျင်တဲ့နိုင်ငံရေးရွယ်ချက်ရည်မှန်းချက်တစ်ခုပေါင်းမျောဖို့အတွက်အကြမ်းဖက်တဲ့နီးလန်းနဲ့လုပ်တဲ့အဖွဲ့ကတဖွဲ့ပြီးတဲ့အခါကျရင်တီစဲအာနာဘိုင်းဒီကိုတိုင်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေအကြမ်းဖက်မှုဆိုတော့ violent မယ်နော်ကျူးလွန်တဲ့အဲ့တော့တီစဲအာနာဘိုင်းဒီကျူးလွန်တဲ့အကြမ်းဖက်မှုတွေကဘာလဲကျွန်တော်2021မှာပြည်သူတွေဆန္ဒပြတဲ့အခါမှာဖြစ်ခဲ့နှိမ်နင်းတပ်ဖြတ်နှိမ့်ဆက်နှင်းပန်းတဲ့ဟာကိုမျိုးကို state sponsor terrorist whatever terrorism ဒါနိုင်ငံကနေတည်သေးအာဏာပိုင်တွေကနေကျူးလွန်တဲ့အကြမ်းဖက်မှုတွေအဲ့တော့အကြမ်းဖက်မှုတွေမှာနိုင်ငံရေးရည်ချက်ဆိုလိုတာကအကြမ်းဖက်မှုတွေမှာနိုင်ငံရေးရည်ချက်တွေရှိတယ်ဟုတ်လားသူတို့တွေအားလုံးဟာနိုင်ငံရေးသမားတွေပဲအကြမ်းဖက်သမားတွေအကုန်လုံးဟာနိုင်ငံရေးသမားတွေပဲအခုစီးရီးယားမှာနော်အခုအခုအခုစီးရီးယားမှာဟုတ်လားအခုဟုတ်လားတရားဝင်အခုသမ္မတဖြစ်နေတဲ့ပုဂ္ဂိုလ် ဒီနော်အကွာအီရာခေါင်းဆောင်အကွာအီရာဆိုတာအချမ်းဖက်အဖွဲ့စည်းဟဲ့လားအခုအချမ်းဖက်အဖွဲ့စည်းကလူတယောက်ကစီးရီးယားမှာသူသူသူတော်လန်နိုင်တဲ့အခါအောင်တဲ့အခါမှာဘာဖြစ်လဲတမနာဖြစ်တယ်အချမ်းဖက်တမအရင်တော့အချမ်းဖက်အဖွဲ့စည်းဖြစ်ဟဲ့လားဒေါ်လာနေ့တန်း20လားမသိဘူး2000နဲ့စက်ကွန်ဒေါ်နယ်ထရန့်ကိုယ်တိုင်သူ့ကိုဝရမ်းထုတ်တာလား နော်ဒေါ်လာ190ဆရာမသိဘူးဝရန်ထုတ်ထားတဲ့အကြမ်းဖက်တမအကြမ်းဖက်ခေါင်းဆောင်ဟာအခုစီးရီးယားနိုင်ငံမှာတမနာဖြစ်ပြီးတော့ဒေါ်နယ်ထရန့်ရဲ့ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်နိုင်ငံလူတွေလက်ဆွဲနှုတ်ဆက်ပြီးတော့တရားဝင်တိုင်းတူကိုအုပ်ချုပ်နေပြီနော်အဲ့တော့အကြမ်းဖက်တမတွေကသူတို့မနိုင်သေးတဲ့အချိန်မှာတော့သူတို့ကအကြမ်းဖက်ပဲလေအကြမ်းဖက်တမပဲဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအကြမ်းဖက်တမတွေကိုလည်းသူ့ရဲ့ဆိုင်ရာဆိုင်ရာ state actor တွေကနေပြီးတော့ သူတို့ထောက်ပံ့နေထောက်ပံ့တာပဲအမေရိကန်ဆိုတဲ့အကောင်ကြီးတော့ထောက်ပံ့နေတာပဲသူကအကျန်းဖက်တစိမ့်တာကတ်တာကတ်နေတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဆိုလိုတာကမြန်မာနိုင်ငံမှာဒီနေ့ထောင်ထဲမှာရှိနေတဲ့လူတွေကသူတို့ဝိုင်းသူတို့ဘာပဲလုပ်လို့ညာရှင်းရှင်းလေးပဲသူတို့မှာနိုင်ငံရေးရည်ရွယ်ချက်ရှိတယ်သူတို့တီထောင်လို့တဲ့တိုင်းပြည်ရဲ့ပုံသဏ္ဍာန်ရှိတယ်သူတို့မှာယုံကြည်ချက်တွေရှိတယ်နော်အဲ့တော့အကျန်းဖက်တမားလို့ခေါ်လိုက်တိုင်း ဒီဒီလူတွေကဘာဖြစ်လဲရာဇွေးကောင်းနေမဟုတ်ဘူးရာဇွေးအချမ်းဖက်သမားတွေကရာဇွေးကောင်းနေရာဇွေးသားတွေမဟုတ်ဘူးဒီအချမ်းဖက်သမားတွေကရာဇွေးကောင်းနေရာဇွေးသားတွေဆိုလို့ရှိရင်ဒီပဲရင်မှာဟလာအန်လေဒီရဲ့ကာရန်ကြီးကိုခင်ဗျားတို့ဤမျိုးစုံနဲ့တတ်ဖြတ်ခဲ့တာတွေမြန်မာနိုင်ငံရဲ့ဒီမိုကရေစီတော်လှန်ရေးမှာခင်ဗျားတို့တွေဤမျိုးစုံနဲ့တတ်ဖြတ်ဟလာထောင်ချဘွားပြတ်အောင်လုပ်ခဲ့တာတွေကရောဒါတွေကရောအချမ်းဖက်မှုတွေမဟုတ်ဘူးလား ဟမ်ဒါရောအကြမ်းဖက်မှုတွေမဟုတ်ဘူးလားကျွန်တော်ခဏခဏပြောပါတယ်မင်းတို့စစ်တပ်မင်းတို့ပြည်သူလူထုကမုန်းနေမုန်းနေမပြောနဲ့မင်းတို့ပြည်သူလူထုကဘာကြောင့်မုန်းလဲဆိုတာကိုမင်းတို့အပြေရှာနိုင်တဲ့နေ့တိုင်းပြည်ငြိမ်းချမ်းတဲ့နေ့ပဲအပြေရှာဖို့အတွက်ကိုဘုနေမဖြစ်နဲ့မကြောက်နဲ့အပြေရှာလူတယောက်ကလူအခြားလူတယောက်ကိုနော်ဟိုအเจ้าမဲ့တက်တက်မုန်းတီးဖို့ဆိုတာကခုနတရားမှာတယောက်တော်တော်ရှားတယ် เนาะအဲ့တော့တတိုင်းပြည်လုံးကမင်းတို့စစ်တပ်ကိုမုံတီးနေတယ်ဆိုတာကမင်းတို့ဘာတွေလုပ်ခဲ့လဲဘာတွေလုပ်နေလဲဘာတွေလုပ်ထားခဲ့ကြလဲကိုယ့်အနေကိုစဉ်းစားเนาะဒါကြောင့်မို့ခုနကဒေါ်တက်တက်ကင်ပြောတယ်ဟုတ်လားဒီဒေါ်ဆန်းစုကြည်ကိုအာကဟိုနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးပြောတာတော့ဗျာဒါကသူဒါနိုရေးကြောင့်စုတ်ချင်လို့ဒါသူပြောတာเนาะဒိုနေပြီးအောက်က အောက်ကတနေ့က comment တွေဦးနေနေမှာဟိုပြောတဲ့ကောင်းနေเนาะဒီကောင်းနေကြောက်လဲဟို terrorism ဆိုတာဘာလဲဆိုတာကိုဟိုအဓိပ္ပာယ်နဲ့တကွเนาะဟိုရှင်းရှင်းလင်းလင်းမတိပဲနဲ့အာငါနိုင်ရရင်ပြီးတော့ဒီကောင်းအကျန်းဖတ်တမာလို့ပြောလိုက်လို့ရှိရင်အဲ့အဲ့ကောင်ကြီးရပဲတကယ်ဟိုရာဆွေးကောင်းကြီးလို့လို့လူယုံမာကြီးလို့လို့ဟလာဦးနေကြီးလို့လို့မျိုးလူတွေကအလွဲတကူငင်းသွားတတ်ကြတယ်လေဒါကြောင့်မလို့ရှင်းပြတာเนาะအကျန်းဖတ်တယ်အကျန်းဖတ်ဝါရဆိုတာကနိုင်ငံရေးယုံကြည်ချက်ဟလာ သူ့ရဲ့အယူဝါဒယုံကြည်ချက်နော်သူ့ရဲ့ဘာသာရေးပဲဖြစ်စေလူမှုရေးနဲ့ဖြစ်ဒီလိုယုံကြည်ချက်တွေနဲ့ဟုတ်လားနိုင်ငံရေးရှိမှန်းချက်တွေအထောက်အကူအောင်မြို့အတွက်အများပြည်သူလူထုကြားထဲမှာနော်ကြောက်ရွံ့မှုဖြစ်အောင်အတွက်ကို violent delivery violent လောက်တာနော်ချင်းချောက်တော်ခေါ်တယ်နော်အဲ့ဒါကတော်လှန်တဲ့လူတွေမာနေမဟုတ်ဘူးနိုင်ငံကိုအုပ်ချုပ်တဲ့လူတွေလည်းလောက်တာပဲအတူတူပဲဟုတ်လားဗလားနိုင်ငံရေးမှာဟိုအနုနည်းနဲ့တွားတာနဲ့အကျန်းနည်းနဲ့တွားတာနှစ်မျိုးပဲရှိတယ်အဲ့တော့အကျန်းဘက်တမားဆိုတာက အကျန်းလေးနဲ့သွားတာအကျန်းလေးနဲ့သွားဆိုရင်သူ့မှာအကျန်းလေးနဲ့သွားသွားမှရမယ်ဆိုတဲ့အကြောင်းတရားကြီးလည်းရှိမှာပေါ့ဗျာအခုမှအခုအခုလူယုံမှာ မာဗီယာမင်းအွန်လိုင်းတို့အုပ်စုလူမျိုးပေါ့ဟုတ်လားအာနိုင်ငံကြီးဗျာတခါရဲကောင်းစားနေတာဟိုနေ့ဖြစ်နေတာကြီးကိုခင်ဗျာဖမ်းပြီးတော့ကလင်ကချစ်လုပ်ပြီးတော့ခင်ဗျာအာနာတိမ့်လိုက်တယ်တိမ့်ပြီးတော့အခုလူမျိုးတွေဖြစ်တယ်တခါလဲမဟုတ်နှစ်ခါလဲမဟုတ်သုံးခါလဲမဟုတ်လေးခါလဲမဟုတ် နော်အဲ့တော့ခင်ဗျားတို့ဒီအခုကျွန်တော်တခါကြီးကြရင် PDF တွေကိုလည်းသဘောကျတယ်ဟုတ်လားသဘောကျတာဘာလဲကျွန်တော်တို့ KSS ဆိုလို့ရှိလို့ရှိရင်လေဒီလားဒီစစ်ဘုံများတွေနော်စစ်ဘုံကတော်တွေဒီရဲများတွေရဲကတော်တွေရဲမှုတွေဒီကောင်တွေကတော့ခင်ဗျားမြမလူမှုအဖွဲ့အစည်းမှာခင်ဗျားတော်တော်လူပါဝရတယ်ဒီလားဟာဈေးတောင်းရင်ချင်းတောင်းနေတော့ဟာဘုံမှုကတော်ဟာဘုံကတော် အတော်မှာဟိုရိုးရိုးတမန်အရက်သားပြည်တနည်းတယောက်ရဲ့ကလေးနဲ့ဘာမှမလဲရဲမှုကလေးအာနာပိုင်တယောက်ကလေးနဲ့ရံပြစ်ပြီးအမလေးဒီဘလို့သွားလောက်တာလေတိုင်ရဲကျွန်တော်တိုင်ပြီပါဟမ်အခု PDF တွေပေါ်လာတဲ့အခါကျတော့ PDF တွေကောင်းကောင်း lesson ပေးထားတာ PDF တွေကောင်းကောင်း lesson ပေးထားတာဟမ် ်ဟာအရင်တော့ကျွန်တော်တို့ခင်ကျွန်တော်တို့ခစ်တယ်ခစ်တယ်အဆက်ဆက်မှာဟုတ်လားထောင်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 းနဲ့တကားလဲဈေးသွားရင်မယ်ပြည်စီဘယ်သွားရင်မယ်ပြည်စီထောင်း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 လုံးနေတဲ့ဘူကရော်တွေဘူမြားတွေအခုဆိုလို့ရှိရင်အတန်တော်မထွက်ရုံတိတ်တိတ်တောင်းတော်မလားငါဘုံမူသားပါငါဘုံမူသမီးပါမယ်တန်းနေဟမ်ပီဒီအေတွေလက်ဆင်ပေးပလိုက်တာအပီရီရီအဲ့လိုလက်ဆင်ပေးတာလေခင်ဗျာတီရီဘက်ကချင်းလေအလုံးမဟုတ်ဘူးလေ သူတို့ဒီနန်းပေါင်းနဲ့အချမ်းမပတ်တဲ့နီလန်းနဲ့ကမြားလည်းဆယ်စုနှစ်ပေါင်းများစွာလာခဲ့တဲ့အချိန်မှာသူတို့ကိုအမျိုးမျိုးကမြားလည်းနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်ဘဝမိသားစုတွေကိုပြတ်အောင်လုပ်ခဲ့တာကမြားအာနာပိုင်းတွေမဟုတ်ဘူးသူတို့ရဲ့မိသားစုတွေမိန်းမတွေဟုတ်လားသူတို့နဲ့တက်ဆိုင်တက်ဆိုင်နေသူတို့တွေသူတို့တွေအဲ့လိုမျိုးဒီတစ်ဖက်ကဒီတိုင်းပြည်မှာဒီတော်လှန်ရေးလုပ်တဲ့လူပဲဖြစ်စေဒီမိုကရေစီတက်ကြွတဲ့သူတွေပဲဖြစ်စေသူတို့အဲ့လိုမျိုးတွေသူတို့လှုပ်ပြီးရင်သူတို့ကအင်ရောက်လို့ရှိလို့ရှိရင် သူတို့လုပ်ခဲ့တာတွေကိုဟာတာတွေလုပ်နေကြခဲ့တဲ့ကောင်တွေအခုမင်းတို့ကောင်တွေအခု PDF နဲ့တွေ့တော့ဘာဖြစ်လဲရောက်နေအေးပေါ်လောက်ကြပေါ်ဟိုဘက်နဲ့ဒီဘက်ခြားကြเนาะအဲ့တော့စကားလမ်းကြောင်းလွဲသွားပြီလားကျွန်တော်ခုနဟလာဒီဒီမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဆိုတာ ਨੇ အခုကျွန်တော်ပြောခဲ့တယ်နောက်တဲ့ဒုတိယချက်เนาะဟိုဒုတိယချက်ကကျွန်တော်တိုင်းပြည်မှာမတည်ငြိမ်တာအာပြည်သူလူထုကြောင့်လည်းပါတယ်ဆိုတော့ဒါ ဒါကဒီလိုဒီလိုပြင်မျိုးအထွက်တဲ့စကလုံးမျိုးယုံပြီးတော့ဟိုမဲသွားပေးတိုင်းတော့ဒါကတော့မဲသွားပေးတဲ့လူတွေရဲ့အတိုင်းပြည်ရဲ့ကံကြမ္မာပေါ့နော်အဲ့ဒါပြည်သူလူထုမှဘာတာဝန်မှမရှိဘူးဗျနော်အဓိကခေါင်းဆောင်နော်တိုင်းပြည်မှာရှိတဲ့ခေါင်းဆောင်တွေကဟုတ်လားမဲလို့ခေါင်းဆောင်ဆိုအမျိုးမျိုးရှိမှာဗျအဖွဲ့အစည်းတွေလည်းအမျိုးမျိုးရှိတာဟုတ်လားတိုင်းပြည်ကိုခေါင်းဆောင်နေတဲ့လူတွေအုပ်စုအုပ်စုအဖွဲ့အစည်းအသင်းအဖွဲ့ခေါင်းဆောင်တွေကသူတို့တွေကသူတို့နောက်လိုက်တွေကိုခေါင်းဆောင်နေတာ သူတို့တွေကသူတို့နောက်လိုက်ပြီးသူတို့ရဲ့ဖြစ်ချင်တဲ့ဟာတွေဖြစ်တင်တဲ့ဟာတွေကိုချပြပြီးတော့သူတို့ကရှေ့ရသွားတာဖြစ်တင်ဖြစ်တိုက်တာတွေကိုနော်တာဝန်ယူတာဝန်ခံပြီးတော့လောက်ကြတာအဲ့တော့ဒီခေါင်းဆောင်တွေအချင်းချင်းဟာညီညွတ်ကြမယ်နော်အပြေရှာနိုင်ကြမယ်ဆိုလို့ရှိရင်တိုင်းပြည်ရဲ့ဒီနေ့ဘာမှဖြစ်စရာပြည်သူလူထုဆိုတာအင်အားရှိတဲ့လူတွေမဟုတ်ဘူးခေါင်းဆောင်မရှိဘဲနဲ့ပြည်သူလူထုဆိုတာခေါင်းဆောင်မရှိဘဲနဲ့ဘာမှလုံတတ်တဲ့လူတွေမဟုတ်ဘူးလေဗျာဟမ်ကျမတို့တိုင်းပြည်မှာအခု NCA တွေပါလှုပ်တဲ့သဘောထားပါ ဟာပြည်သူတွေအကုန်လုံးအဲ့ဒီ NCA ပွဲယူသွားပြီးတော့တက်ပြီးတော့သူတို့ပြောနေတာတွေသူတို့ဆွေးနွေးနေတာတွေသူတို့ဖြစ်တင်ဖြစ်တိုက်တာတွေသွားပြောနေရလို့လားကျွန်တော်တို့ NCA ဆိုတဲ့ process ကြီးထဲမှာ ပြည်သူလူထုကပါဝင်ခွင့်ရလားသဘောပြောပြတာဟုတ်တယ်မလားမပါဝင်ခွင့်မရဘူးလေဗျာပြည်သူလူထုကိုကိုးစားပြုထားတဲ့အဖွဲ့အစည်းတွေနဲ့အဲ့ဒီအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေပဲသွားကြတာလေဗျာ ဟုတ်တယ်ဗျာခင်ဗျားခင်ဗျားပါတီတစ်ခုရဲ့ခေါင်းဆောင်တာဝန်ကိုယူထားပြီးတော့ခင်ဗျားပြည်သူလူထုမှာလဲတိုင်းပြည်မတည်မငြိမ်ဖြစ်နေရလဲပြည်သူလူထုမှာတာဝန်ရှိတယ်ဆိုတော့ခင်ဗျားပြောတဲ့ပါဇက်ခင်ဗျားပြောတဲ့ဟာဆိုတာပါဇက်မှမဟုတ်တာဖိင်းဖြစ်နေတာဗျာဟုတ်တယ်ဗျာ ကိုကိုတာဝန်ယူတဲ့မှာငါတို့ခေါင်းဆောင်တွေမှာဒီနေ့လိုတိုင်းပြည်မတည်မငြိမ်ဖြစ်နေရတာငါတို့ခေါင်းဆောင်တွေကြောင့်ငါတို့ခေါင်းဆောင်တွေမှာတာဝန်ရှိတယ်အဲ့တော့ငါတို့ခေါင်းဆောင်တွေညီညွတ်ရေးတည်ဆောက်ရမယ်ငါတို့ခေါင်းဆောင်တွေတယောက်နဲ့တယောက်လောဘဒေါသမောဟတွေရှော့ချပြီးတော့တယောက်နဲ့တယောက်အပေးယူတွေလောက်ကြရမယ်နားလည်မှုတွေတည်ထောင်ကြရမယ်နှုတ်နှင်းတွေလောက်ကြရမယ်လှုပ်ဆန်းမှာအဲ့လိုမျိုးနိုင်ငံရေးသမားခေါင်းဆောင်ပါတီတစ်ခုရဲ့ခေါင်းဆောင်တယောက်ကခင်ဗျားစကားတစ်ခုကိုတည်တည်တတ်တတ်နဲ့အရှိကိုကြည့်ပြီးတော့ကောင်းကောင်းမွန်မွန်ပြောဆန်းမှာအရေးအချင်းကိုမြင့်တင်ဆန်းမှာကိုယ့်ကိုယ်ကိုဆိုလိုတာကဟုတ်တယ်ဟုတ်လား ကဲဒီဥစ္စာကတချက်ပေါ့ဗျာဟုတ်တယ်မတိမငြိမ်ဖြစ်ရတဲ့ကြားထဲမှာဟိုနိုင်ငံသားတိုင်းပြည်ကြီးချောင်းဟိုအဲချောင်းအဟုတ်တယ်လေနိုင်ငံသားတိုင်းပြည်ကြီးချောင်းဘယ်နိုင်ငံကဘယ်နိုင်ငံကအစွတ်ဖက်မခံရတဲ့နိုင်ငံရှိလို့လဲတောက်ဆန်းမအောင်တောကြည့်ဆန်းမအောင်ဒေါ်သက်သက်ခိုင်ဟမ်အမေရိကန်နိုင်ငံကဗဲနိုင်ငံရဲ့အစိုးဖက်ကူမှမခံရတဲ့နိုင်ငံအမေရိကန်လောက်အင်အားကြီးတာအမေရိကန်ပဲဗျာစီးပွားရေးဟလာခင်ဗျာအကုန်လုံးအဖက်ဖက်ကနေအကုန်အင်အားကြီးတယ်အဲ့လိုအင်အားကြီးတဲ့နိုင်ငံကြီးလည်းအစိုးဖက်မခံရဘူးလားအခြားတိုင်းပြည်တွေလည်း လောက်ဆမ်းမအောင်တော့တတ်တတ်တိုင်းဟွန်းအမအမေရိကန်နိုင်ငံကြီးနဲ့ကမရုရှားကနေလာပြီးတော့မှအခုဒေါ်နယ်ထရန့်ရွေးကောက်ပဲကြည့်ပါရုရှားရဲ့ဒီ union conspiration ဖြစ်မှုကြောင့်ဝင်ရောက်ပြီးတော့ဆွတ်ဖက်မှုကြောင့်မလို့ဒါမျိုးတာမျိုးဖြစ်ပါတယ်ဆိုတော့ဟိုရုရှားကလည်းအမေရိကန်စီမနိုင်ငံကြီးမှာဝင်ပြီးတော့ဆွတ်ဖက်နေတာပဲတရုတ်ကလည်းအမေရိကန်နိုင်ငံကြီးမှာဝင်ဆွတ်ဖက်နေတာပဲအမေရိကန်လည်းဒီနိုင်ငံတွေတိုင်းမျိုးဝင်ဆွတ်ကမပြောချင်တာ geopolitics ကိုပြောချင်တာအဲ့တော့ geopolitics မရှိတဲ့လူအဖွဲ့အစည်းလူသမိုင်းကြောင်းနိုင်ငံရေးစနစ် နိုင်ငံတွေကိုကျွန်တော်တို့တစ်ချက်လောက်ခင်ဗျားတို့ချပြကြည့်ပါဦး geopolitics ကဒဏ်ကိုမခံရတဲ့နိုင်ငံဘယ်နိုင်ငံရှိလဲဗျဟမ်အရှိတောင်အရှမှာကျွန်တော်တို့လွတ်လပ်ရေးတွေရလာတယ်ဟုတ်လားစင်ကာပူဖိလစ်ပိုင်ဟုတ်လားမလေးရှားအင်ဒိုနီးရှားအာမြန်မာနိုင်ငံကမ်ဘောဒီးယားလာအိုဟုတ်လားအကုန်လုံးဘယ်ဘယ်နိုင်ငံတွေကမြန်နိုင်ငံကြီးတွေရဲ့ဝင်ရောက်ချက်လဲစုဖက်မှုကိုမခံစားခဲ့ရတဲ့နိုင်ငံတွေဘယ်နိုင်ငံတွေရှိလဲဟုတ်ရပါလား ကုန်လို့ရှိတာပဲဒါပေမဲ့သူတို့အားလုံးသူတို့ကိစ္စတွေအခုပြီးစဲသွားကြပြီလေရတဲ့နည်းနဲ့သူတို့ပြီးစီအောင်လုပ်လိုက်တယ်အာကျွန်တော်တို့နိုင်ငံမှာကျတော့ခနာလို့ခေါင်းဆောင်မျိုးတွေရှိနေတဲ့အတွက်ဒါတွေအခုအချိန်ထိဖြစ်နေတာပေါ့ဟမ်ဒါတွေအခုခနာလို့ခေါင်းဆောင်မျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံသားဆွတ်ဖက်မှုတွေကလာလို့ရနေတာပေါ့ဒီနိုင်ငံသားဆွတ်ဖက်မှုတွေကိုခနာတို့ဟိုကျွန်တော်တို့တောက်မခံနိုင်တာပေါ့မဖြစ်ရှင်းနိုင်တာပေါ့ဘာကြောင့်လဲခေါင်းဆောင်တွေစောက်သုံးမှမကြတာကိုခေါင်းဆောင်တွေကကိုကြိုးပဲကြည့်နေတာလေဗျာ ဲ့တော့မြန်မာနိုင်ငံမှာခေါင်းဆောင်ဆိုတဲ့ကောင်တွေကဘယ်ကောင်တွေလဲကြည့်လိုက်ရင်ဒီစစ်ဘုတ်ရုပ်တွေပဲလေမဟုတ်ဘူးလားဟင်အပြည့်အဲစစ်ဘုတ်ရုပ်တွေကနေမှတစ်စင်노တက်ကန်ဆိုတဲ့လူနဲ့အဒေါ်တက်တက်ခိုင်လို့ဆို노ရေးချောင်းဆုတ်တာပေါ့ဗျာဟုတ်တယ်မလားပူတာဟုတ်노ရေးချောင်းလေးဆုတ်ပြီးတော့မှအင်တာဗျူးလို့ကောင်းတယ်လေပပလာရဲ့ကျွန်မတို့မှာအင်တာဗျူးရတော့မယ်노ရေးချောင်းလေးတစ်ချက်လောက်ပေးဆုတ်ပါအင်တာဗျူးပြီးသွားရင်လည်းမောပါဟာချွေးပါဘဘလာရဲ့ကိုကိုလာကိုကိုလာရဲ့လူရေးချောင်းလေးနည်းနည်းတော့ပေးဆုပ်ပါ အဲ့လိုမျိုးပေါ့လားထားလိုက်ပါတော့ဗျာเนาะအဲ့တော့ကျွန်တော်တို့ကဒီဆိုလိုရင်းကဗျာဒေါ်တက်တက်ခိုင်လူပါတီမျိုးဟုတ်လားဟိုထွက်လာတဲ့ကလည်းဟိုအန်လေဒီတိုင်းလက်ထက်မှာသူတို့ဖြစ်ခဲ့တာရှိရကျွန်တော်တို့လည်းအမြင်ကြီးမတူရရှိရမကြိုက်တာရှိရဒါဆိုအဲ့လိုမကြိုက်တယ်ကိုအမြင်ကြီးတူပြီးထွက်တယ်အခုကိုပါတီတောင်းကြီးရပြီကိုလက်ထက်မှာလောက်ပိုင်ခွင့်နေရှိတယ်နာနေရာလည်းရှိတယ်လောက်ပေါ့ဗျာခင်ဗျားတစ်ချိန်ကအန်လေဒီဝေဘန်တလိုမျိုးအခုခင်ဗျားဒီမင်းအောင်လံလည်းဝေဘန်ပေါ့ ုဆောင်ချက်တွေကိုလည်းဝေဖန်ဖို့เนาะအဲ့တော့အားလုံးချုပ်လိုက်ပဲဗျာเนาะတရုတ်မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားလွတ်လပ်ရပြီရာเนาะလွတ်လပ်ရလွတ်လပ်ရပြီကအချိန်တည်းကနေစပြီးတော့ဒီနေ့အထိနိုင်ငံရေးအကျဉ်းသားလိဟင်းသွားတဲ့အကျဉ်းတောင်ဆိုတာကျွန်တော်တို့တိုင်းပြည်မှာမရှိဘူးတော့တသက်သက်ခါเนาะကျွန်တော်ရဲ့ဒီနေ့စကားဝိုင်းလေးကတော့ဒီလောက်ပါပဲဗျာ